စပိန်နဲ့ပေါ်တူဂီတို့မှတရင်းနိုင်တွေကလက်စစ်တအားမကြုံစုံပြတ်တောက်ခဲ့တာကနေအင်္ဂါနေ့အစောပိုင်းမှာဓာတ်အားအများစုပြန်လည်ရရှိခဲ့ပြီလို့အာဏာပိုင်တွေကပြောဆိုပါတယ်။ဒါပေမဲ့လည်းဓာတ်အားပြတ်တောက်ရတဲ့အကြောင်းရင်းကိုရှာဖွေနေစေလို့အာဏာပိုင်တွေကပြောဆိုပါတယ်။တလင်းလာနေကလျှက်စစ်တအားပြတ်တောက်မှုဟာနှစ်နိုင်ငံစလုံးမှာကြေကြေပြင်းပြင်းဖြစ်ပွားခဲ့ပြီးစင်နိုင်ကြီးကနေတချို့နေရာတွေမှာဆက်ရှင်နိုင်ကြီးကြာပြတ်တောက်ခဲ့တာပါ။မကြုံစုံပြတ်တောက်ခဲ့တဲ့အတွက်အများပြည်သူတွေရဲ့တော်ရေးလာရင်းနဲ့ လုပ်ငန်းဆောင်တွေဆေးရုံကြောင်းတဲ့ရုံးတွေမှာခက်ခဲနှောင့်နှေးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။စပိန်နိုင်ငံမှာအင်္ဂါနေ့မနက်ပိုင်းကစပြီးကြောင်းတွေနဲ့ရုံးတွေပြန်လည်ဖွင့်လှစ်နေပြီးရင်ကျောပိတ်ဆို့မှုတွေပြန်ရှင်းလာပြီးအများပြည်သူသေယူပို့ဆောင်ရေးလုပ်ငန်းတွေလည်းတဖြည်းဖြည်းပြန်လည်လည်ပတ်နေပြီလို့ပြောပါတယ်။ဆေးရုံအများစုမှာတအားပြန်လည်ရရှိပြီဖြစ်ပေမဲ့လည်း တချို့ဆေးဝင်တွေမှာတော့မီးစက်များနဲ့ဆက်လက်လေပတ်နေရစေဖြစ်တယ်လို့လဲဆိုပါတယ်။စိုက်ဘာတိုက်ခတ်မှုကြောင့်မီးပြတ်တာမဟုတ်ဘူးလို့ပေါ်တူဂီဝန်ကြီးချုပ်ကပြောဆိုခဲ့ပြီးလူတွေရဲ့ပြစ်ချက်ကြောင့်မဟုတ်ဘူးလို့လဲဆိုပါတယ်ခင်ဗျာ။